အရင်ဘဝကကိုရီးယားဖြစ်ခဲ့လို့မြန်မာနိုင်ငံကအပူဒဏ်မခံနိုင်မယ်။ဒီနေ့ကိုရေငါးကချိုးကရေခဲစိန်နေရတဲ့သူရိမင်းခန့်ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင်းအင်ဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ အရင်ဘဝကကိုရီးယားနိုင်ငံမှာလူဖြစ်ခဲ့လို့မြန်မာနိုင်ငံမှာတစ်ဇက်လေးမှအပူတန်ကိုမခံနိုင်ကြောင်းပြောလာသူကတော့ရွှေချိုသူရိမင်းခန့်ဖြစ်ပါတယ်။သူရိမင်းခန့်ဆိုတာကအခုဆိုရင်မြန်မာနိုင်ငံမှာအပူတန်နဲ့မီးပြတ်တဲ့တန်ကိုခံရလွန်းလို့တနေ့ကိုရေငါးကချိုးကရေခဲတုံးကတ်နေရပြီးအိမ်သာတက်ရင်လည်းအဆင်မပြေဘဲနဲ့တော်တော်လေးကိုဒုက္ခများနေရလို့ညင်းငွေ့လာတာဖြစ်ပါတယ်။အလုံးသီးကြတဲ့အတိုင်းအခုချိန်မှာမြန်မာနိုင်ငံမှာအပြင်းထန်ဆုံးအပူတန်ကိုခံစားနေရတာဖြစ်ပါတယ်။လူတွေကသမင်းစားလဲချွေးတလုံးလုံးအိမ်သာတက်လဲ ွေတလုံးလုံးပါလုံးလုံးချွေးတလုံးလုံးထွက်ပြီးတော့အကုန်လုံးဒုက္ခများနေကြရပါတယ်။ဒီလိုပူအိုက်တဲ့ရာသီမှာဆိုးဝါးတာတကူကမီးမမှန်မလာတာဖြစ်ပါတယ်။အထူးသဖြင့်ရန်ကုန်မြို့ကမီးမမှန်မလာတာကြောင့်လူတွေအလုံးအပူတံကိုချိန်မိတ်ခံစားနေရတာဖြစ်ပါတယ်။ ဒီလိုမျိုးအပူဒဏ်ကျိမ့်မိခံစားနေရတဲ့အထဲမှာသူလဲပါဝင်ချောင်းပြောလာတာကတော့ရွှေကြိုသူရိမင်းခန့်ဖြစ်ပါတယ်။အလုံးသေးကြတဲ့အတိုင်းရွှေကြိုသူရိမင်းခန့်ဆိုတာငလင်ဘေးနဲ့ကွဲပြောက်သွားပြီးရဲ့နောက်ပိုင်းမှာအခုချိန်မှာပြန်ပေါ်လာတာဖြစ်ပါတယ်။အထူးသဖြင့်တော့အင်တာနက်ပေါ်မှာမီဒီယာတွေပေါ်မှာတမျိုးပြီးတမျိုးပွဲရှာကြမ်းတဲ့သူရိမင်းခန့်ကိုအလုံးကလည်းလန့်နေကြပါတယ်။သူရိမင်းခန့်ကသူကလီမီဟိုခေါ်ဂူချွန်ဖြိုးနဲ့တူတယ်။ဝင်းမောင်ရွှေကြီးကသူ့ကိုအကယ်ဒမီဘေးပွဲမှာခြေမိုးတဲ့တဖုံ နဂါမေရောကသူ့ကိုစောင်းလျှောက်တယ်လို့တခါရန်ကုန်မှာငလင်းမလှုပ်ပဲမန္တလေးမှာဗာပြစ်လို့ငလင်းလှုပ်ရတာလေတခါစသဖြင့်လူစိတ်ဝင်စားမှုရအောင်မျိုးမျိုးပွဲရှာနေကြရဖြစ်ပါတယ်။ဒါကြောင့်သူရိမင်းခန့်ကိုဆိုရင်လူတွေကမြတ်တာပို့ပြီးတဲဝုံသက်ကြပါတယ်။အခုကမှလည်းသူရိမင်းခန့်ကအစိုးလာကျော်ညာပွဲတခုမှာသူကမြမပြင်းရဲ့အပူဒဏ်ကိုတစ်စက်လေးမှမခံနိုင်တဲ့အကြောင်းကိုတဲပြောခဲ့ရဖြစ်ပါတယ်။သူရိမင်းခန့်ကသူဟာအရင်ဘဝကကိုရီးယားဖြစ်ခဲ့ပူပြီးတော့ဒီဘဝမှာအကုသိုလ်ကံမကောင်းလို့မြမပြင်းမှာလူလာဖြစ်ပေမယ့်အပူဒဏ် ံကိုတစက်ကလေးမှမခံစားနိုင်ဘူးလို့ဆိုပါတယ် ဒါကြောင့်လေသူရင်မင်းခန့်ကအခုဆိုရင်နွေရာသီရောက်မှာကိုစိုးကြောက်မိရဲ့လို့ပြောသွားခဲ့ရပါအထူးသဖြင့်နွေရာသီမှာဆိုရင်ပူကပူရတဲ့အထဲမှာမိကပြန်အဲကွန်းကလည်းဖွင့်မရပဲတော်တော်လေးဒုက္ခများရတယ်လို့သူရင်မင်းခန့်ကပွင့်လင်းစွာနဲ့ညှိထားခဲ့ပါတယ်ဒါကြောင့်လေသူရင်မင်းခန့်ကတနေ့ကိုမနက်တခါထမင်းမစားခင်တခါနေ့လယ်တခါညနေတခါအိခါနေ့တခါစွစွပေါင်းရေငါးကချိုးတယ်လို့ပြောခဲ့ပါတယ်သူရင်မင်းခန့်ကသူဟာကိုရီးယားပြည်ကလာတာကြောင့်အရန်ပူရင်အနေရောင်အလတ်ချစ်တွေထားတတ်တယ်လို့ညှိထားခဲ့ပါတယ် ါကြောင့်ဒရမင်ခန့်ကကိုရီးယားနဲ့မတူပဲမြန်မာနိုင်ငံကအပူဒဏ်ကိုမခံစားနိုင်လို့ကချင်ပြည်နယ်ကခကပူရာစီတောင်ကိုတက်ကာ နေဖို့စဉ်းစားထားကြောင်းသူရိမင်းခန့်ကပြောခဲ့ရဖြစ်ပါတယ်။အထူးသဖြင့်တော့သူရိမင်းခန့်ကသူဟာအသက်30ကျော်ရင်ခါကာဘရာဇီတောင်ကိုတက်ဖို့စဉ်းစားထားတယ်လို့ပြောခဲ့ရပါသူရိမင်းခန့်ကသူ့ရဲ့ဝါကုန်းလေးလိုနူးညံ့ပြောပြောင်းဤဆက်တဲ့အသားရည်ကမြန်မာနိုင်ငံလိုပူအိုက်တဲ့နေရာနဲ့မလိုက်ဖက်ကြောင်းသူဟာကိုရီးယားဆွစ်ဇာလန်တို့လိုနိုင်ငံမှာနေတဲ့အကြောင်းပြောခဲ့ပါသေးတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံမှာပူလွန်းလို့ဒုက္ခရောက်နေတဲ့ကိုရီးယားမင်းသားလူဝင်စားလေသူရိမင်းခန့်ကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသွားကြပါအောင်ရှင်။ ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်